ယာဝတီချောင်းဆောင်မှာရင်းနှီးတည်ဆုံးခဲ့တဲ့လူငယ်လေးဦးရဲ့ရုပ်အလောင်းကိုရှာဖွေမှုရပ်တန့်လိုက်ပြီးဖြစ်ပြီးအလောင်းပြန်ရဖို့တော့မှမျှော်လင့်ချက်မရှိတော့တဲ့အပေါ်နားလေတက်ကြွသူဆရာတယောက်ကိုခေါ်ပြီးတော့အလောင်းပြန်ဖော်လို့ရမရကိုကြိရှုခဲ့တယ်လို့သိရပါတယ်။အခုဒီဗီဒီယိုလေးကတော့ကျွန်တော်ဟိုမနေ့ကသွားတဲ့ချိန်ပေါ့နော်။အမှသူတို့ဟိုရှာတာလည်းမတွေ့သေးဘူး။လုံလောက်အောင်လည်းပေါ်မလာသေးဘူးဆိုတော့ကျွန်တော်စိတ်မကောင်းတာနေပဲ။ ြစ်စဉ်ကတော့ပြီးခဲ့တဲ့နိုဝင်ဘာလ16ရက်နေ့ကလူငယ်၄ယောက်ဟာရေအတိမ်အနက်သေချာမတဲခွဲသလိုရေစည်းလဲတန်နဲ့မြောက်ပြည်မျိုးကချောင်းဆုံမှာရေကူးခဲ့ကြရာကနေတယောက်ထဲသောတငယ်ချင်းဖြစ်သူကစတင်ရေနစ်သွားခဲ့ပြီးကျန်တဲ့တငယ်ချင်း၃ယောက်ကကူညီဖို့ကယ်ဆယ်ကြရာကနေ၄ဦးစလုံးရေနစ်သွားတာဖြစ်နိုင်တယ်လို့ကြံရင်ခဲ့တဲ့အမှတ်တမ်းဗီဒီယိုအရာခမန်းပြောဆိုနေကြရတာဖြစ်ပါတယ်။ ဒါပေမဲ့ဒီနေ့ဒီချိန်ရက်ထိရုပ်အလောင်းရှာဖွေမှုဇက်တိုက်လုပ်ခဲ့ပေမယ့်လေးဦးစလုံးရဲ့ရုပ်အလောင်းကိုရှာဖွေတွေ့ရှိခြင်းမရှိတာကြောင့်ရှာဖွေကယ်ဆယ်ရေးတွေကတော့ရပ်နားလိုက်ပြီပဲဖြစ်ပါတယ်ဒါပေမဲ့အဆိုပါလူငယ်၄ဦးရဲ့ကြံရည်သူမိသားစုဝင်တွေကတော့အမှန်တကယ်ရှင်နစ်သွားခဲ့ရတဲ့ဆိုရင်တော့ရုပ်အလောင်းကိုတော့ပြန်လည်မျှော်လင့်နေကြတာဖြစ်ပါတယ်။ဒါကြောင့်မလို့လေသူတို့၄ဦးနဲ့ခင်မင်းနဲ့တငယ်ချင်းတယောက်ကတက်သည့်နားလေတဲ့ဆရာတယောက်ကိုဖိတ်ကြားခဲ့ပြီးရုပ်အလောင်းပြန်ပေါ်လာမလားဆိုတာကိုမေးမြန်းခဲ့တာပဲဖြစ်ပါတယ်။ အဆိုပါဆရာရဲ့ပြောကြားချက်အရတော့တပတ်အတွင်းရုပ်အလောင်းတွေပြန်ပေါ်လာနိုင်ပေမယ့်လေးယောက်စလုံးရဲ့အလောင်းတွေကိုတော့ပြန်ရဖို့မသေးကြဘူးလို့ပြောကြားခဲ့တာပဲဖြစ်ပါတယ်။အခုဒီဗီဒီယိုလေးကတော့ကျွန်တော်ဟိုမနေ့ကသွားတဲ့ချိန်ပေါ့နော်။အမှသူတို့ဟိုရှာလာလည်းမတွေ့သေးဘူး။လုံလောက်လည်းပေါ်မလာသေးဘူးဆိုတော့ကျွန်တော်စိတ်မကောင်းတာနဲ့ပဲတပတ်တလန်းနဲ့ကုညီချင်တာပေါ့နော်။အဲ့ဒါနဲ့ကျွန်တော်ဆရာကိုချက်ချင်းမှတ်သွားခေါ်ပြီးတော့ဒီမှာလာကြည့်ရဗီဒီယိုလေးပါ။ သူတို့မိဘတွေကိုကိုချင်းစားလို့ပေါ့ဗျာအဲ့ဒီဟိုမိဘတွေဆိုတာသိရမလားကိုတကယ်တေသွားရဆိုတော့မှနောက်ဆုံးနေနဲ့ယုံလုံးလေးတော့မြင်ချင်းချရတယ်လေအခုချိန်ကြာဆိုဘလို့ဖြစ်လဲဆိုတော့တေးလားရှင်လားဆိုတော့အဲ့ဒီပေါ့နော်မျောလင်းချက်အဲ့ဒီရှင်မလားဆိုတော့မျောလင်းချက်လေးနဲ့သူတို့မှာဒီတမမနဲ့စိုးတက်တဲ့ချိန်နဲ့စိတ်ပူနေရတာပူပန်နေရတာအဲ့ဒါကိုကျွန်တော်မကြည့်ရလို့ပါကျွန်တော်ဆရာအမှပေါ့နော်ကြည်တာပြောပုံရတော့ ဒီတပတ်အတွင်းတော့ပေါ်လိမ့်မယ်ပေါ့နော်ဒါပေမဲ့လောင်းအကုန်လုံးတော့ပြန်ရနိုင်မှုကတော့မမြင်ဘူးပေါ့ပေါ်မယ်ဆိုရင်တော့မှဒီပေါ်တဲ့နေရာကဒီအနီးနားမှာတော့မပေါ်နိုင်ဘူးပေါ့နော်ဝေးမှာပဲပေါ်မယ်နောက်ပြီးတော့တို့ခုကြီးနေတဲ့ကိစ္စမှာလည်းပေါ့နော်တခြားပျော်ကားဟိုဟာတွေဒီဟာတွေဘာညာမပေါ့ဘူးပေါ့နော်ဒီရိုးရိုးပဲပေါ့နော်ဒီရေစီးကြောင်ဖြစ်ရင်ဖြစ်မယ်ဒီဝဲကြောင်ဖြစ်ရင်ဖြစ်မယ်ပေါ့နော်ဒီတိုင်းရိုးရိုးပဲရေနေတာပေါ့နော် တချို့ကိစ္စတွေတော့လည်းပြောလို့ကမကောင်းတော့ဘူးလေအဲဒါကြောင့်မလို့ကျွန်တော်တချို့ကိစ္စတွေတော့တိတ်ပြီးတော့မပြောတော့ပါဘူးတကယ်ပြန်တွေးရဆိုရင်တော့ကျွန်တော်တစ်ချက်ပြန်ပြီးတော့တင်ပေးပါ